မသေးခင်သွားကြည့်တင်တော့ website မြန် ပထမဆုံးအနေနဲ့ကတော့ hacker website ဖြစ်ပါတယ်။အဲ hacker website ဆိုလို့ဒီ hacker တွေသုံးတဲ့ website လို့ထင်နေမှာဆိုလို့ပေါ့နော်။တကယ်တော့ fake hacker website ဖြစ်ပါတယ်။အဲကျွန်တော်ဒီရုပ်ရှင်တွေထဲမှာတော်တော်များများဒီ hacker တွေကိုမြင်မှုကြလိမ့်မယ်ပေါ့နော်။အဲကျွန်တော်ဒီ screen အစိမ်းဖွင့်ပြီးတော့ဖပဖပဆိုပြီးရိုက်လိုက်ရင်အဲတခုခုဟပ်ပြီးသားဖြစ်သွားတယ်ပေါ့နော်။အဲဒီလိုမျိုးတပုံစံနဲ့ဂျင်းထည့်လို့ရတဲ့ website ဖြစ်ပါတယ်။အဲဒီမှာဆိုကျွန်တော်တို့စာတွေရှောက်ရိုက်လိုက်မယ်ဆိုရင် hacker တယောက်ဟတ်နေတယ်လို့ပဲပေါ့နော်။အဲတော်တော်လေးပြည်ပြင်းတယ်လို့လည်းပြောရမယ်။အဲဒီမှာဆိုရင်ကျွန်တော်တို့ bitcoin တွေလည်း mine လို့ရတယ်။ password တွေလည်း hack လို့ရတယ်။အဲနောက်ပြီးတော့ nuclear ပါ hack လို့ရတယ်။ သေးတယ်ဗျာကျွတ်စင်ဒါပေမဲ့ဒါလေးအားလုံးကတော့ fake တွေပါပဲအဲ website လေးရဲ့နာမည်ကတော့ brand ace လို့ခေါ်ပါတယ်အဲ့ဒီ website ထဲမှာဆိုရင်တခြားလူတွေကိုချင်းထည့်လို့ရတယ်ဒီ brand လုပ်လို့ရတယ်အဲတခြား feature လေးတွေလည်းရှိသေးတယ်ဗောနော်အဲ့ဒီတခုဆိုရင်ဒါဘာညာ laptop လေးထုတ်ပြီးတော့လူရှိမှကိုရိုက် DI ရှောက်ရိုက်နေဘာညာရင်ထင်သွားနိုင်တယ်ဗောနော်အဲ့ဒါပေမဲ့တိခဲ့သူတွေရှိမှတော့ဂျင်းသွားမထည့်ပါနဲ့ found to ခံရမှာဆိုလို့ပါနောက်တစ်ခုကတော့ကျွန်တော်တို့ needor fan ဆိုတဲ့ website ပါ ဟိုတလို့ကကျွန်တော်ရဲ့ကြည့်ရှုသူတွေမေးထားကြလဲပေါ့နော်ဒီဘေကေးရဲ့ပတ်စံတွေကိုဖြုံးတာပဲအဲဗမာသွားပြီးတော့ဖြုံးသွားတာလဲလို့လူတွေကိုယထာတက်ကြည့်ပြီးတော့မေးခွန်းမေးတဲ့ဟာလေးတွေကအဲဗမာသွားရှာရတာလဲလို့အဲ့လိုမျိုးပြောစရာကောင်းတဲ့ feature တွေအားလုံးတနေရာထဲမှာစုထားတဲ့ website လေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ nade fan ဆိုတဲ့ website ပါအဲ့ကျွန်တော်ဒီ website ထဲမှာဆိုရင်ကျွန်တော်ဆော့ပြထားတယ်လို့မို့ဒီဘေကေးရဲ့ပတ်စံတွေကိုအားလုံးကောင်အောင် ဖြုံးပြတာတို့အဲနောက်ပြီးစကြဝဠာကြီးဘလောက်ကျယ်တယ်လဲဆိုတာကိုလှမ်းကြည့်လို့ရတာတို့အဲတခြားသောဒီ fan ဖြစ်တဲ့ game လေးတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲဒီထဲမှာကျွန်တော်အကြိုက်ဆုံးကတော့ဒီ ီ deep sea ဆိုတဲ့ဟာဗျအဲဒီ deep sea မှာဆိုရင်ဒီပင်လယ်ကြီးဘလောက်နှက်တယ်လဲဆိုတာကိုကြည့်လို့ရတာပေါ့နော်အဲဒီထဲမှာဆိုရင်ကျွန်တော်တို့မမြင်ဘူးတဲ့ငားတွေဆိုလည်းအများကြီးရှိတယ်ပေါ့နော်အဲတော်တော်လေးလေ့လာလို့ကောင်းတဲ့ website တစ်ခုလို့ပြောလို့ရပါတယ်အဲကျွန်တော်ဆိုရင်ဒီ website ထဲကနေ content နှစ်ပုတ်သုံးပုတ်လောက်ထိတော့ထုတ်ထားခဲ့ပြီလို့ပေါ့နော် ဘယ်သူမှတော့တော်မပြောပါနဲ့ Okay တတိယတစ်ခုကတော့ Google Ads ဆိုတဲ့ website ပါဒီ website ကတော့တော်တော်များသိပြီးသားဖြစ်မယ်လို့လည်းထင်တယ်ဗျာနော် live ပေါ်မှာလည်းအများစုတွေ့ဘူးကြလိမ့်မယ်ဒီ website ကတော့ရှင်းရှင်းပြောရမယ်ဆိုရင်တော့ကမ္ဘာမြေပုံပေါ့ဗျာအဲဒါမဲ့တာမန်မြေပုံနေနဲ့မတူတာကသူကကိုကိုတိုင်းသွားပြီးတော့ဒီနေရာကိုကိုကိုတိုင်း POV view နဲ့ကြည့်လို့ရတယ်ဗျာနော်အဲတနေရာကိုကြည့်နေတယ်ဆိုရင်ကျွန်တော်တို့ဒီအပေါ်စီကနေပဲကြည့်လို့ရတာမဟုတ်ဘဲနဲ့အဲကျွန်တော်တို့ဒီလမ်းပေါ်မှာကိုတိုင်းမြင်နေရတယ်လို့သွားကြည့်လို့ရတယ်ဗျာနော်အဲဥမာကျွန်တော်ထားပါတော့ဗျာကျွန်တော်ဘရာဇီးကိုသွားလဲခြင်းနဲ့ဆိုရင်ကျွန်တော်ဘရာဇီးကိုထောက်ပြီးတော့ဒီ street view ဆိုတဲ့ဟာလေး နေလိုက်ရင်ကိုကိုတိုင်းဒီဘရာဇီးနိုင်ငံထဲကိုရောက်သွားပြီးတော့ရှောက်သွားလို့ရတယ်ပေါ့နော်တော်တော်လေးပြောစရာကောင်းတဲ့ website လို့ပြောလို့ရတယ်အဲကျွန်တော်တို့ကညတော့က Google App နဲ့ကဘာပတ်လိုက်တာနည်းနည်းလေးညံ့နေသွားတယ်ပေါ့နော်ညံ့နေပြီးတော့နည်းနည်းအေးမွားဖြစ်သွားတော့အလမ်းမစီရောနည်းနည်းတောက်မှရတော့ ကဲနောက်တစ်ခုဆက်လိုက်အောင်ဗျာနောက်တစ်ခုကတော့ကျွန်တော်တို့ falling falling ဆိုတဲ့ website ပါအဲဒီ website ကတော့ဒီအကာသာတွေအဆက်မပြတ်ပြုတ်ကျနေတဲ့ website ပေါ့နော်အဲဒီ website ကိုကြည့်ချင်းအပြင်ဒီလူကိုတဏှာအနေပြုတ်ကျတယ်လို့ခံစားသွားစေတယ်လို့ဆိုတယ်ပေါ့နော်အဲသူ့ရဲ့ color အနေထားတွေအတန်တွေကအဲလူကိုဒီဘယ်လိုပြောရမလဲ label မှာမျောလွင့်စေတယ်ပေါ့အကျွန်တော်ကတော့ဘလို့မှမခံစားဘူးကျွန်တော်ကတော့ခေါင်းမူလာတာပဲအဖက်တင်တယ်။ဘယ်နေရာမှာပြုတ်ကျတယ်လို့တော့မခံစားရဘူးပေါ့နော်။ဒါပေမဲ့တော်တော်များများတော့အနေအားပြုတ်ကျတယ်လို့ပဲလို့ပြောတယ်ပေါ့နော်။အတူတူဆိုရင်ဒါကြီးကြည့်ပြီးစိတ်သက်ကျလာတယ်လို့ပြောရတဲ့သူတောင်ရှိတယ်ဗျ။ ါကတော့ကိုယ်တိုင်သွားကြည့်ကြည့်မှသိမယ်ပါနော်။ โอเคပါနောက်ဆုံးတစ်ခုကတော့ UL4stalker ဆိုတဲ့ website ပါအဲဒီ website ကတော့ကျွန်တော်တို့ဒီဂျိုသားတွေစိတ်ဝင်စားတဲ့သူတွေအတွက်ပါเนาะဒီ website ကတော့ကျွန်တော်တို့ဂျိုသားရှင်ပြန်လို့ခေါ်တဲ့ဒီ UFO တွေကိုဘယ်နေရာမှာဘလို့တွေ့လိုက်တယ်ဆိုတာကိုစုပြီးဖော်ပြထားတဲ့ website ဖြစ်ပါတယ်အဲကျွန်တော်ဒီမှာဆိုရင်စာကြီးပဲရေးထားတာမျိုးကြီးလည်းရှိတယ်လို့ပုံနေဗီဒီယိုတွေနဲ့အဲတက်တေတစ်ခါလေးပြထားတဲ့ဟာကြီးလည်းရှိတယ်ပါเนาะအဲကိုယ့်ကကိုဝင်ပြီးတော့လေ့လာကြည့်ပေါ့အဲတချို့ကလည်း fake တွေဖြစ်နိုင်တယ်လို့တချို့ကလည်းတကယ်ညင်လို့ရိုက်ထားတာမျိုးကြီးဖြစ်နိုင်တယ်အဲဒါမဲ့အများစုကတော့ထင်အောင်ထင်မှားဖြစ်ပြီးရိုက်ထားတာမျိုးကြီးများတယ်ပေါ့เนาะ ဒါကတော့ကိုယ်တိုင်သွားပြီးတော့လေ့လာကြည့်လိုက်ပါ။စုံနေကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။